ျွန်တော်တို့အချင်းပြင်းနေဘလောက်ကမျိုးနေတဲ့စင်းစမ်းကြေးရော်ရယ်အာရခတ်တက်တော့အေးအေးအရာရှိတူနဲ့ရေးဘော်တူတို့မှအိမ်တော်နဲ့ချင်းအမျိုးသမီးတူကိုမတင်းချင်းမှုဖြစ်ပေါ်ခဲ့တယ်ဆိုတော့ဒေတာခံနေတဲ့ဒေတာခံနေစီကနေပြီးတော့တစင်တီးရတဲ့တည်ပေါ့ဒါလိုက်မှမလဲတော်တော်ဟောနေတယ်ဖြစ်တဲ့ဖြစ်စဉ်ကဘလို့လဲဆိုတော့ကျွန်တော်တို့အပြင်းငါးရဲ့အာဒီလေးလာပိုင်းငါးရဲ့နေရာပေါ့ကိုရိုင်းရဲ့အချိန်မှာအသက်25ဝန်းကျင်ချင်းမျိုးသမီးတူကအဲသူနေတဲ့ကြေးရွာနေပြီးတော့မှဒီခြေထောက်နဲ့ဆိုလို့ရှိရင်တော့ဆင်မနီခန့်လမ်းလျှောက်ရတဲ့ အာရခဲနေကိုနေပြီးတော့မှသူကသွားတာဟင်းနေပါတယ်သွားခူတာပေါ့အဲ့အချိန်မှာမနှင်းချင်းခံရတာပေါ့ရခဲနေမှာတရားတွေသူကဟင်းသွားခူတာအဲ့အချိန်မှာအခင်းနေရွာတော့တိတ်မွေးဘူးသူပြောတာ7မိနစ်ဆိုလို့ရှိရင်တော့ဒါ6တောင်းနဲ့7မိနစ်ဆိုတာတော့တိတ်အရင်တော့မွေးဘူးပေါ့နော်အဲ့တော့နံပါတ်မှဒီရောက်မှဖြစ်တဲ့သူကကြာလိုက်အရန်ကြာတယ်ဆိုပြီးတော့မှလိုက်သွားတာလိုက်သွားတဲ့အချိန်မှာဟိုမှာအေးရရှိတူနဲ့ရေးပေါ်တူကမတင်းချင်းပြီးတော့မှအမျိုးသမီးကိုချောင်းထဲမှာရင်းနဲ့တက်ဖို့လောင်းနေတာအဲ့ဒါကနံပါတ်မှရောက်မှဖြစ်တဲ့သူကတွေးတော့ အော်ဟစ်ငိုရိုးပြီးအခုကြီးတောင်းလို့လွတ်သွားတယ်ပေါ့အဲ့ဒါဖြစ်စဉ်ကိုနေပြီးတော့မှဒီစင်းစံကြီးပေါ်မှာနေတဲ့ဒေတာခန့်ဥကနေပြီးတော့မှဒီကျွန်တော်တို့အာဘလက်ဝါရဲ့ဒီကီမိုမီဒီယာဆိုတဲ့အဲ့ဒီမီဒီယာကိုနေပြီးတော့မှအာပြောပြတာပေါ့နော်မင်းချင်းခင်ရတဲ့ချင်းမျိုးသမီးမှာဆိုလို့ရှိရင်အသက်နှစ်နှစ်ကျော်နှုတ်ဆုပ်အရွယ်ကလေးငယ်ကလေးငယ်ရှိပါတယ်တဲ့အဲ၎င်းအမျိုးသားကဒီနိုင်ငံခြားမှာပေါ့နော်အလုပ်လုပ်နေတယ်ပေါ့ အာမင်းကြီးကျူးလွန်သူကအေးအေးရရှိနေရင်းပေါ်တူတို့ကအစိမ်းစံကြေးရောရှိလျင်ကွက်စခန်းမှာတောင်းဝဲကြားတဲ့မျိုးဖြစ်ပါတယ်တဲ့အာအေးအေးကထိန်း၎င်းတို့ဘိုးအေးအေးကထိန်းချောက်6ထောင်ထားတယ်လို့ပြောရပါဘာသူတို့ကတော့ဒီ6ထောင်ထားတယ်လို့ပြောရပါဒီအရာရှိတွေကနေပြီးတော့မှတစင်ပေါ့လေမဒီကိစ္စကဘီကန်ထောင်ဆလစ်ကိုနေနိုဝင်ဘာ24ရက်နေ့ကပလောက်ပေါ်မှာဇမီးမျိုးနေမှာလဲတခါဖြစ်သေးတယ်ပေါ့လေကလေးရဲ့မိငယ်အချင်းမျိုးနမီတူအေးအေးရဲ့စခန်းအနီးမှာအသက် တေဆုံလူပြောပါအထိဖြစ်ပြီးတော့မှအဲ့ဒါလည်းမနည်းချင်းတို့ခုဖြစ်သေးတယ်အာပြောချင်တာကကျွန်တော်ဗာလဲဆိုလို့ရှိရင်တော့အခုတော်တော်မြင့်မြန်ကကျွန်တော်တို့ဒီပလက်ဝါတဲ့စမိန်တွေဆိုတာကအေအေရဲ့တော်တော်မြင့်မြန်ကအထင်ချုံမအောင်မှာရှိလို့ပြောလို့ရတယ်ပေါ့အပလက်ဝါဆိုလို့ရှိရင်ဒါတို့သုံးအပိုင်ယူထားတဲ့တပုံတွေမျိုးရှိတယ်အာဒီကျွန်တော်အခုပြောတဲ့အထင်မှာကကျွန်တော်လူမျိုးရိုးရေးခွေးချတာလည်းမဟုတ်ဘူးအာပြီးလို့ရှိရင်နောက်တစ်ခုကအာကျွန်တော်တို့ချင်းလူမျိုးတွေနဲ့အေအေနဲ့ကိုကျွန်တော်ရန်တိုက်ပြတာလည်းမဟုတ် အာကျွန်တော်တို့ဘယ်လိုပြောချင်လဲဆိုတော့ဗျာအေးအေးကသူတို့ကျွန်တော်တို့ပလောက်ဝါကိုတိုက်ပြီးတော့မှယူပေးတယ်အခုသူတို့ကတိုက်ယူပြီးတော့မှကျွန်တော်တို့ပလောက်ဝါနေကိုရောက်ရတယ်ထားပါတော့ရတယ်ဆိုတော့ကျွန်တော်ပြောတာကနေမီလို့ချင်လို့တိုက်တီပဲဖြစ်စေစစ်အာဏာရှင်ကိုတော်လန်ချင်လို့တိုက်တီပဲဖြစ်စေပေါ့ကျွန်တော်ပြောတာလက်နဲ့ကင်တယ်ဆိုလို့ရှိရင်ပြည်သူကိုပြည်သူလိုဆက်ဆံစေခြင်းတယ်ဘာလူမျိုးပဲဖြစ်ဖြစ်ပါဗျာအခုကကျွန်တော်တို့ကရခိုင်မျိုးတော်အချင်းဆိုတဲ့ပုံစံမျိုးနဲ့နိုင်ထက်စည်းနဲ့တနက်ကင်ပြီးတော့အဲ့လိုမျိုးရောက်မာနေတာရေးကြတော့ကျွန်တော်တို့ကလက်မခံနိုင်ဘူးဗျာကျွန်တော်က အာဒါကြည့်မယ်ဆိုလို့ရှိရင်ဘလို့ဖြစ်လဲဆိုတော့ဒါမင်း online နဲ့မထူးမခြားလို့ပဲကျွန်တော်တို့ပြောချင်တယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့တန်ရင်သားတွေဒီအာနာရှင်စနစ်ကိုမလိုချင်လို့လက်နက်ကင်ပြီးတိုက်ကြတာ။လက်နက်ကင်ပြီးတိုက်ကြတဲ့အချိန်မှာမှကျွန်တော်တို့ချင်းပြည်နယ်မှာကအာဒီဘလောက်ဝဆိုတာဒီချင်းချင်းပြောလို့ရှိရင်တော့ဒါလက်နက်ကင်တွေကရှိတယ်ဆိုပေမဲ့လူရင်အနေနဲ့တည်းမှာပါပါတယ်။တကယ်ဟိုမင်း online ရဲ့စက်တက်ကိုတိုက်နိုင်တဲ့အဲအားလည်းမရှိဘူးလို့ကျွန်တော်တို့ပြောချင်တယ်။ဒါပေမဲ့အဲ့ဒါအေအေကတိုက်ယူပြီးတော့မှသူတို့နင်းမြေ ကျူးကျော်တယ်စိုးမိုးတယ်အုပ်ချုပ်တယ်ပဲထားပါတော့ဗျာကျွန်တော် ပြောတာအဲ့လိုထိဖြစ်နေတာကျွန်တော်တို့ဟိုမိမနေမရှိဘူးလားမိမမရှိဘူးပဲထားအောင်ဗျာကျွန်တော်ပြောတာကဟိုခက်ရိုင်းပြောလို့ရှိရင်အဲ့လိုမတင်းချင်းပဲသူတို့ကျွန်တော်တို့ရောက်ကြရတဲ့ရဲ့တဘောကအရဆိုကျွန်တော်ပြောတာအတာဖြေလို့ရတယ်ဒီမိကလေးတရားကိုလှုပ်လိုက်မှကိုယ့်ရဲ့ဒီတဏ္ဍာစိတ်တွေကပြေပြောက်သွားမှာလား ြောချင်တဲ့အရာတစ်ခုကအခုဒီလောက်ရဲ့နေသည်အေးအေးရဲ့မတောင်ဝယ်ရှိတဲ့လူတွေဘာလို့ပြေးမှလဲဟိုဒီပြည်စင်တွေကကျွန်တော်တို့ဒီဘလောက်ဝမ်းနဲ့စမိမှဆိုလို့ရှိရင်တော့ဖြီးဦးဖြီးတာပုံမှန်အနေထားရှိတယ်မြေပြင်မှာလည်းတကယ်ကြုံနေရတဲ့လူတွေလည်းရှိတယ်တချို့တွေဆိုလို့ရှိရင်မပြောရသေးတာပဲရှိတယ်မပြောရဘူးဆိုတာဘာဖြစ်လဲဆိုတော့သူတို့မှလက်နက်ရှိတယ်အာဏာရှိတယ်နေမြေစုမှုထားတယ်အဲ့ကကျွန်တော်မပြောရေးကြဘူးမင်းတို့ပြောရတက်မယ်ဘာညာချင်းချောင်းမှုတွေဖင်ရတယ်အဲ့ကကျွန်တော်ဒီတဖြည်းဖြည်းနဲ့ဟိုအေးအေးရဲ့လောက်ရည်တွေကဘာလဲဆိုလို့ရှိရင်တော့မင်း online ရဲ့စက်တက်နဲ့တိတ်မထူးမချဘူးကျွန်တော်တို့မြင်လာတယ် ဘာလို့ဆိုလို့ရှိရင်တော့သူတို့လည်းအတူတူပဲလက်နဲ့ကင်ပြီးတော့မှအာနာရှင်ဆန်တယ်ဆိုလို့ရှိရင်တော့ဒါခင်ဗျားတို့လည်းအာနာရှင်ပဲကျွန်တော်ပြောတဲ့ဇာတ်ထဲမှာရန်တိုက်တဲ့ဇာတ်ကခုံးမပါအောင်နော်ချင်းနဲ့ရခိုင်ကိုကျွန်တော်ခွဲတာလည်းမဟုတ်ဘူးအာဒီချစ်လက်နဲ့ကင်နဲ့ရခိုင်လက်နဲ့ကင်တွေကိုလည်းကျွန်တော်တွစ်တိုးဟိုဘယ်လိုပြောမလဲဟိုတွစ်ထိုးတာလည်းမဟုတ်ပြောချင်တာကဟိုလက်နဲ့ကင်ချင်းချင်းတိုင်းဟိတအချင်းချင်းကျွန်တော်ပြောတာက အာတယောက်နဲ့တယောက်ဖိမကုန်ကြီးရမှာဗျာ။ဟိုရခိုင်ပြည်နယ်မဟုတ်ပေမဲ့ကျွန်တော်တို့ချင်းပြည်တို့သူတို့ကတိုက်ပြီးယူတဲ့အတွက်ကြောင့်မလို့သူတို့အောက်မှာကျွန်တော်တို့နေနေရတယ်ဆိုပေမဲ့ကျွန်တော်တို့တွေဒီလူတွေပါလူလူချင်းပဲရခိုင်နဲ့ချင်းဆိုတာကွာလူမျိုးချင်းပဲကွာကွာမယ်တိုင်းခြားချင်းကွာကွာမယ်ဗျာ။တနိုင်ငယ်လုံးကအကောင်လုံးအာဏာသိမ်းခံရတဲ့မှာမှဒီလိုမျိုးလောက်ရတဲ့ဒီဆက်ပြင်းနေမယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ချင်းလူမျိုးတွေတဲမတွေးရစရာပေါ့နော်အာအဲ့ဒါကိုနေပြီးတော့မှကျွန်တော်ပြောချင်တဲ့တစ်ခုကအေးအေးမှာတောင်ဝင်ရှိတဲ့တကယ်လူကြီးတွေ တတိယရောက်အေးအေးယူပေးစေခြင်း ਨੇ အာဘယ်လိုပြောမလဲဟိုအရှိကိုယ့်ရဲ့အပေါ်မှာရှိတဲ့လူကြီးတွေရဲ့အာကိုနဲ့အောက်ခြေမှာရှိတဲ့စစ်တားတွေကလှုပ်ချင်တဲ့လှုပ်နေတဲ့ပုံစံမျိုးတွေဖြစ်နေတယ်ပေါ့အာဒါမျိုးကိုနေပြီးတော့မှအအထက်လူကြီးတွေကပြပြတက်တာနဲ့လှုပ်စေခြင်း ਨੇ ဒါမှလည်းနော့နော့အခါဒီလိုမျိုးဖြစ်အဖြစ်မျိုးတွေမဖြစ်အောင်ပေါ့နော်မကြုံပါပေါ့ကျွန်တော်တို့ကဒီအချိန်မှာကအာနာရှင်ကိုမလိုချင်လို့အော်တိုင်းသားတွေအကုန်လုံးဝိုင်းတိုက်နေကြတာဗျာ တိုက်ရိုက်ထင်မှာမှအော်ဒါကျွန်တော်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အမြင်နဲ့ပြောမယ်ဆိုလို့ရှိရင်အာရခတက်တော့အေးအေးဆိုတာကကျွန်တော်တို့တကယ်ကိုအားကျခဲ့ရတယ်လေးစားခဲ့ရတယ်တိုင်းသားတွေဒေသမှာကျွန်တော်ပြောချင်တာကဟိုနေလို့ပြောတာမဟုတ်ဘူး KIA တို့ KNU တို့တကယ် MNDA ထဲနဲ့လေတော်တော်တိုက်လာခဲ့တဲ့နေမြေတွေအများကြီးပဲတိုက်လာခဲ့တဲ့တိုင်းဒေသတွေအများကြီးပဲဒါပေမဲ့အာရခတက်တော့အေးအေးဆိုတာကမနေ့တနေ့မှလက်နက်ကင်ပြီးတော့မှတိုင်းဒေသလက်နက်ကင်အာ တိုင်းဒါလက်နက်ကင်တစ်ဖွဲ့ဖြစ်လာတာပေါ့ဖြစ်လာတဲ့ထက်မှာတကယ်ကျန်တဲ့တိုင်းဒါလက်နက်ကင်နဲ့မတူဘူးနဲ့တကယ်ကိုတိတိရောက်ကိုတိုက်တယ်တကယ်ကိုတိတိရောက်ကိုအောင်ပွဲတွေရအောင်လှောက်ဆောင်နိုင်တယ်တကယ်ကိုလည်းကျွန်တော်တို့ချီးကျူးခဲ့ရတယ်တင်စားခဲ့ရအကြခဲ့ရတယ်ဒါပေမဲ့ဒီလိုလေးစားအားကြချီးကျူးခဲ့ရတဲ့ဒီတိုင်းဒါလက်နက်ကင်အတပွဲဖြစ်တဲ့အနေနဲ့အောက်ချိန်မှာလှုပ်ချင်တိုင်းလှုပ်နေတဲ့ပုံစံမျိုးတွေကကျွန်တော်တို့လုံးဝလက်မခံချင်ဘူးတကယ်ပြောတာဘာလို့လဲဆိုတော့ကျွန်တော်တို့အာလူမျိုးရေးခွဲခြားလို့ပြောတာမဟုတ်တဲ့အထက်မှာမ ီလိုမျိုးလှုပ်ရက်တွေကဆက်ဖြစ်နေမယ်ဆိုလို့ရှိရင်တော့ဘလို့မအဆင်ပြေနိုင်ဘူးကျွန်တော်တို့ရဲ့ကျွန်တော်ရဲ့အမြင်တရုတ်သေးကျွန်တော်တရုတ်ရဲ့အမြင်နဲ့ပြောမယ်ဆိုလို့ရှိရင်လက်နဲ့ကင်မိဒါဒီလဲအာနာရှင်စန်တာလို့ပဲကျွန်တော်တို့မြင်နေလူပြည့်လူသားချင်းကိုချင်းမစန်တာဘူးလို့လည်းကျွန်တော်ပြောခြင်းတယ်ဘာဖြစ်လို့ဆိုတော့ဗျာကိုမအမားတွေမရှိဘူးလားညီမတွေမရှိဘူးလားညီကိုမတို့မဆွေမျိုးအတိုင်းဝန်းတွေမရှိဘူးလားတကယ်လို့ကိုအမားတွေကိုအမေတွေကိုညီမတွေအဲ့လိုမျိုးနောက်တစ်ယောက်ကလာပြီးမတင်းချင်းမယ်ဆိုလို့ရှိရင်တော့အခုမတင်းချင်းနဲ့အေးအေးအရာရှိနဲ့အာတက်တာတရုတ်ကိုကျွန်တော်တို့မေးခြင်းတာပါ ကိုချင်းစာပေးကြပါကျွန်တော်တို့တိုင်းဒေသတွေသားတွေမှာတော်တော်များဒီလိုဟိုအဖြစ်မျိုးတွေကအများကြီးရှိပါတယ်တချို့မီဒီယာတွေမရှိလို့တချို့တွေကပြောချင်ပေမဲ့လည်းပြောခွင့်မရှိတဲ့အတွက်ကြောင့်မလို့ရင်ငုံနှုတ်ပိတ်မိနေနေကြရတဲ့တိုင်းဒေသတွေမှာဆိုလို့ရှိရင်အများကြီးပါပဲအဲဒါကျွန်တော်ပြောချင်တာက အာကျွန်တော်လူမျိုးရေးကျွန်တော်တွေးထိုးတာမဟုတ်ဘူးလူမျိုးရေးခွဲခြားလို့ကျွန်တော်ပြောတာမဟုတ်ဘူးဒါဒီဒီလူမျိုးဖြစ်စဉ်မျိုးကိုကျွန်တော်လက်မခံတယ်လို့ပြောချင်းဖြစ်ပါတယ်ဒါအောင်နေပြီးတော့မှအရခိုင်လူမျိုးတွေတွေးလို့ရှိရင်လည်းဖြစ်ဖြစ်အချင်းလူမျိုးတွေတွေးလို့ရှိရင်လည်းဖြစ်ကျွန်တော်ပြောတဲ့စကားကိုတေချာလေးနားထောင်ပြီးတော့မှဆုံးဖြတ်ပေးကြပါဘာလို့လဲဆိုတော့ဗျာဒီလူမျိုးလောက်ရက်နေဖြစ်နေတယ်ဆိုတော့ရှင်းနေတာဒီအခုအာနာသိန်းနဲ့စစ်သားနဲ့ဘာမှမထူးခြားတော့ဘူးဒါကျွန်တော်ရဲ့အမြင်ပေါ့နော်အာ ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဘယ်တိုင်းရတာမှကျွန်တော်မမှုပါဘူးတိုင်းရတာအားလုံးကိုလည်းချစ်ပါတယ်ဘာသာအားလုံးကိုလည်းကျွန်တော်လေးစားပါတယ်အခုလိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်မကောင်းလို့ကျွန်တော်ဒီတင်းကိုတင်ရချင်ဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်သိတိကျော်ပါ